ကျွန်တော်တို့စိတ်ထဲမှာယုံကြည်နေတဲ့အရာတွေကအပြင်မှာတကယ်အမှန်တကယ်ဖြစ်နေတတ်ပါတယ်။အာကျွန်တော်တို့မိမိစိတ်ကဖြင်းမြောက်လို့တဲ့အခြေအနေကိုရမယ်လို့စိတ်ကနှစ်နှစ်ကာကာယုံကြည်နေဖို့ပဲလိုပါတယ်။ငါတတိဖြစ်နိုင်ငါချစ်စပွဲကောင်းသောမိန်းကလေးတစ်ယောက်ဖြစ်နိုင်အဲ့လိုပဲကိုလိုချင်တဲ့အရာကိုစိတ်ထဲမှာယုံကြည်ထားလို့ရှိရင်တနည်းနည်းတစ်ချိန်ချိန်မှာဖြစ်လာပါလိမ့်မယ်။အဲ့ဒါတကယ်ပြောရအောင်နော်။ဒီအလုပ်လုပ်တဲ့အခါမှာကိုကယုံကြည်ပြီးတော့လာလို့ တစ်ခုခုဖြစ်ချင်တယ်ဆိုလို့ရှိရင်အဲ့ဒီအရာကိုစိတ်ထဲမှာစွဲထားစွဲထားတဲ့အတိုင်းတကယ်ဖြစ်တယ်ကျွန်တော် NLP သင်တန်းတစ်ခုတက်တော့လည်းဒီချက်တယောက်ကပြောဘူးတယ်ဖြစ်ချင်တာရှိပြီဆိုရင်တဲ့အဲ့ဒါကိုတကယ်ဖြစ်နေပြီဆိုပြီးတော့စိတ်ထဲမှာတွေးတာအတိတ်မှာလည်းမဟုတ်ဘူးအနာဂတ်မှာလည်းမဟုတ်ဘူးလက်ရှိပစ္စုပန်မှာဖြစ်နေတဲ့အတိုင်းကိုယ့်ရဲ့စိတ်ထဲမှာနှလုံးသွင်းတာဆမ်မွေးအောင်ခြင်းနဲ့ဆမ်မွေးမဖြစ်ရသေးဘူးမဖြစ်ခင်ကနေက ငါဆာမွေးအောင်မီဆိုပြီးတော့မှတ်တာအဟုတ်တကယ်အောင်ပါတယ်ဒီကိုဖြစ်ချင်တဲ့အရာတွေကိုစာအုပ်ထဲမှာချရေးထားတာဖုန်းနဲ့ record တွင်ထားတာအဲ့လိုအရာတွေကိုပြန်ပြီးတော့ဖတ်တာနားထောင်တာလုပ်ပြီးခြင်းအပြင်မိမိဖြစ်ချင်တဲ့အရာတွေကိုဖြစ်လာဖို့အတွက်အထောက်အကူဖြစ်စီပါတယ်